င်္ဂလာပါခင်ဗျရှေကိုခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာဒီမိုကရေစီကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဟာနှလုံးယောဂါဆူဆူရွရွခံစားနေရပြီးနှလုံးယောဂါအထုကုဆရာဝန်နဲ့ပြသဖို့တောင်းဆိုပေးမယ်စစ်တပ်ကညှဉ်းဆန်းထားတယ်ဆိုပါတယ် ိုတိုင်အုတ်ရှိပင်မြို့ကအကြဖက်စကောင်စီရဲ့လက်နက်ပစ္စည်းထုတ်လုပ်ရာကပ္ပစာ6ဆက်ရုံအနီးကကာကွယ်စခန်းတွေကိုအာကာတတော်အေအေနဲ့ပူပေါင်းတပ်တွေကတက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြန်အောင်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါက်အောင်ဆန်းစုကြည်ဟာနှလုံးရောဂါဆူဆူရောရောခံစားနေရပြီးနှလုံးရောဂါအထုကုဆရာဝန်နဲ့ပြသဖို့တောင်းဆိုပေးမယ်စစ်တပ်ကညှဉ်းဆန်းထားတယ်လို့ဗြိတိန်အခြေစိုက် the independent သတင်းဌာနကနေသတင်းဖော်ပြထားပါတယ်လက်ရှိမှာအသက်80ရှိနေပြီဖြစ်တဲ့နိုင်ငံတော်ဤတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်ဟာနှလုံးရောဂါဆူဆူရွရွခံစားနေရပြီးဆရာဝန်နဲ့ပြသဖို့တောင်းဆိုမှုကိုစစ်တပ်ကညှင်းဆန်ထားတယ်လို့ဖော်ပြထားပါတယ်အကြံဖတ်စစ်တပ်အနေနဲ့ဒေါက်ဆန်းစုကြည်ရဲ့နိုင်ငံရေးအခမ်းကဏ္ဍကိုရည်ရွယ်ချက်ရှိရှိအဆုံးသတ်အောင်လှုပ်ဆောင်ထားပြီးနေပြည်တော်မှာရှိတဲ့တော်တွင်းအချင်းတောင်မှဒေါက်ဆန်းစုကြည်ကိုဖမ်းဆီးချုပ်နှောင်ထားတယ်လို့ အဲ့ဒီ Britain အခြေစိုက်ဒီ Independent သတင်းဌာနကနေဖော်ပြထားပါတယ်။မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့တားဖြစ်သူ King Harris ကလည်းသူ့ရဲ့ဂျမားရေးယုံရင်လာမှုနဲ့ပတ်သက်ပြီးတတိပေးပြောဆိုထားသလိုဒေါအောင်ဆန်းစုကြည်အတွက်ရေပေါ်စေးကူတာမှုခံယူခွင့်ကိုတော့စစ်တပ်ကခွင့်ပြုပေးဖို့နဲ့ဒါကိုလည်းနိုင်ငံတကာအတိုင်းဝိုင်းကဝင်ရောက်ဆွတ်ဖက်ပေးဖို့တောင်းဆိုထားပါသေးတယ်။တစ်ဖက်မှာလည်းစစ်တပ်အာဏာသိမ်းမှု၄နှစ်ပြည့်ခဲ့တဲ့အခုနှစ်ဖေဖော်ဝါရီလကတည်းက Britain နိုင်ငံဂျာယီဝင်ကြီး David Lammy ကဒေါ်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ ဖိနေအနိုင်ကျင့်မှုများစွာနဲ့ဖန်ဆီးထားတဲ့သူတွေအလုံးကိုပြန်လွတ်ပေးဖို့အပြင်မြန်မာပြည်သူတွေနဲ့ထိုက်တန်တဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီကိုပေးဖို့တောင်းဆိုခဲ့ပါသေးတယ်။အဲ့ဒီလိုဗြိတိန်နိုင်ငံဂျာယီဝန်ကြီးပြောဆိုခဲ့တဲ့အတိုင်းပဲစစ်တကားဒေါ်ဆန်းစုကြည်ကိုပျောင်ပျောင်တင်းတင်းဆွဲချက်တင်ပြီးအကျဉ်းချထားတာဟာအလုံးအင်မတန်မှရိုက်ဆိုင်မှုနဲ့ထင်ရှားတဲ့မတရားမှုပင်ဖြစ်တယ်လို့လေဗြိတိန်အခြေစိုက် The Independent ထဏာကနေရေးသားဖော်ပြထားပါသေးတယ်ခင်ဗျ။ တစ်ဆက်ထဲမှာပဲလူတကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့ဂျမ်းမာရင်းနဲ့အသက်အန္တရာယ်ဆိုရင်ရတယ်လို့တားဖြစ်သူကင်အဲရစ်ကလူမှုကွန်ရက်ကနေတစ်ဆင့်သတင်းထုတ်ပြန်ပြောဆိုလာပါတယ်တစ်ဖက်မှာလည်းအသက်80ရှိနေပြီဖြစ်တဲ့နိုင်ငံတော်ရေးတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ဟာနှလုံးရောဂါဆူဆူရွရွခံစားနေရပြီးရှာဝင်းနဲ့ပြတ်သားဖို့တောင်းဆိုမှုကိုစစ်တပ်ကငြင်းဆန်ထားတယ်လို့ Breeding အခြေစိုက်ဒီ Independent သတင်းဌာနကနေသတင်းဖော်ပြထားပြီးအခုတခါဒေါ်ဆန်းစုကြည်ရဲ့တားဖြစ်သူကင်အဲရစ်ကိုတိုင်ကပါ My mother Do An San Suu Kyi is 80 years old and suffering from worsening heart complications. From what little I have learnt, she is asked to see a cardiologist, but nobody knows where she is being held or if she is receiving care. This is cruel, life-threatening and unacceptable. She must be freed. And so must all political prisoners in Burma. Not just for their sake, but for the very future of Burma. ဒေါ်စာစုကြည်ပါဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုလွှတ်ပေးဖို့ကိုပါတောင်းဆိုထားပါသေးတယ်။ရန်ကုန်ခေတ်သတင်းဌာနကနေ NLD ပါတီသတင်းရင့်မြစ်တွေကိုဆက်သွယ်မေးမြန်းရမှာတော့ လက်ရှိဒေါ်ဆန်းစုကြည်အခြေအနေကိုသိရှိနိုင်မှုခက်ခဲတဲ့အကြောင်းနဲ့စစ်တပ်ကဒေါ်ဆန်းစုကြည်ကိုရှေ့နေတွင်နဲ့ဒီမှာကဘသူနဲ့မှတွေ့ခွင့်မပေးဘဲချုပ်နှောင်ထားသလိုအတက်ရွယ်အရလည်း80ပြည့်နေပြီဖြစ်တဲ့အတွက်ဂျမားကြီးအရစိုးရင်ရတဲ့အရွယ်ရောက်နေပြီလို့လည်းပြောနိုင်ပါတယ်လို့ပြောထားကြပါသေးတယ်ခင်ဗျတဖက်မှာတော့ဘကိုးတိုင်းအုတ်ရှိပင်မြို့ကအချက်ဖက်စကောင်စီရဲ့လက်နက်ပစ္စည်းထုတ်လို့ရကပ္ပစ6ဆက်ယုံအနီးကကာကင်းစခန်းတွေကို အာခါတတော်အေအေနဲ့ပူပေါင်းတက်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ဒေတာတွင်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့အခုစက်တင်ဘာလအစပိုင်းမှာတင်းအိုရှပင်မြို့ဗဒောင်းလမ်းပိုင်းမှာရှိတဲ့အချက်ဖက်စကောင်စီရဲ့လက်နက်ပစ္စည်းထုတ်လုပ်ရာကပါစ6ဆက်ရုံအနီးမှာအာခါတတော်အေအေပူပေါင်းတက်တွေနဲ့အချက်ဖက်စကောင်စီတက်ကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်တပ်ကတေတဲ့ဒူတွေဒဏ်ရာရတဲ့ဒူတွေတော်တော်ကိုများသွားပြီးတဲ့နောက်အဲ့ဒီကပ္ပစ6ဆက်ရုပ်အနီးက စစ်တပ်ကာကင်းစခန်းတွေကိုပါအေအေနဲ့ပူးပေါင်းတပ်တွေကအပိတသိမ့်ပိုက်နိုင်ခဲ့တယ်လို့ဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါတယ်။လက်ရှိမှာလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးအကြက်ဖက်စစ်ကောင်စီတပ်ကတော့အဲ့ဒီအုတ်ရှိပင်းမြို့နယ်ဘက်မှာအရခတတော်အေအေနဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ကိုကြောက်လန့်ပြီးညောင်ကျိုးနယ်ဆင်လန်းချင်းရွာဘက်တွေမှာခံစစ်အနေနဲ့ပြင်ဆင်ပြီးတော့လက်နက်ကြီးတွေပါအထိုင်ချထားသေးတယ်လို့ဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါတယ်ခင်ဗျ။တဖက်မှာတော့ ။ DNLA ထိန်းချုပ်ထားတဲ့ကြောင်မဲမျိုးတွေကရသပြည်သူတွေနှိထိုင်းရကြေးရနှံ့ရွာကိုအကြံဖက်စကောင်းစီတက်ကလေနဲ့ယော့လက်နဲ့ကြီးနဲ့ပါထပ်မံဘုံကျဲပစ်ခတ်တက်ခိုက်သွားမှုကြောင့်ပြည်သူတို့ထိခိုက်ဒဏ်ရာရထားတဲ့အပြင်ဘုရားစီဒီပထိုးနဲ့စတင်ကြောင်းအပြင်နေအိမ်တွေပါပျက်စီးထားပြန်တယ်လို့ DNLA ကထုတ်ပြန်ထားပါတယ်။ဒါကတော့စတင်ပါလာ၄ရက်နေဖြစ်တဲ့မနေ့ကပဲ DNLA ထိန်းချုပ်ထားတဲ့ကြောင်မဲမျိုးတွေကရသပြည်သူတွေနှိထိုင်းရပန်းတပြည်ကြေးရွာကိုအကြံဖက်စကောင်းစီတက်ကလက်နဲ့ကြီးနဲ့ပစ်ခတ်မှုကြောင့်ရသပြည်သူအမျိုးသမီးတို့ဒဏ်ရာရထားတဲ့အပြင် နေအိမ်တွေနဲ့စတဲ့ကျောင်းတွေပါပျက်စီးထားတယ်ဆိုပါတယ်ဒါပြင်အဲ့ဒီကျောင်းမဲမျိုးနယ်တဲကပန်ကွန်ချေးရွာကိုလည်းဘာတိုက်ပွဲမှမဖြစ်ပဲဂျပန်စစ်ကောင်စီတပ်ကလေနဲ့လာပြီးထပ်မံဘုံကျဲတိုက်ခိုက်သွားမှုကြောင့်ဘုရားစည်းဒီပထိုးတွေပါပျက်စီးထားပြန်တယ်လို့တန်တလေကထုတ်ပြန်ထားပါတယ်တစ်ဖက်မှာတော့ဂျပန်စစ်ကောင်စီတပ်ဟာမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတတွင်တွင်ပြောနေပြီမဲ့လက်တွေ့မှာတော့သူတို့စစ်တပ်ကပဲနိုင်ငံတော်မှာရှိတဲ့ဘုရားစည်းဒီတွေဘုံကြီးကျောင်းတွေအပါအဝင် ဘာသာရေးအဆောက်အုံတွေကိုဘုံကျဲတိုက်ခိုက်ဖျက်ဆီးနေတာဖြစ်ပြီးအခုလည်း TNL ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့နယ်ကဖျားဇေဒီပထိုးတွေကိုပါဘုံကျဲဖျက်ဆီးနေတာဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါသေးတယ်။လက်ရှိမှာတော့အကြံဖက်စကောက်စီတက်ဟာ TNL ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုပြန်လို့ဂျင်းနေတဲ့အတွက်ဒေယုံနိုင်ငံကိုပါအကူအညီသွားတောင်းပြီး TNL စီကမြို့တွေကိုပြန်တောင်းပေးဖို့တရုတ်ကိုဖိအားပေးခိုင်းနေတယ်လို့တစ်ဖက်မှာလည်းသူတို့စစ်တပ်ကမြေပြင်စစ်ကြောင်းထိုးတာတွေနဲ့ ရဲသားပြတ်မှတ်တွေကို UTB လေးချောင်းတိုက်ခိုက်မှုတွေကိုပါပြုလုပ်နေဆဲဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့မြန်မာစစ်တပ်ကကလေးငယ်တွေအပေါ်ကြီးလေးတဲ့ရာဇဝတ်မှုတွေချိုးဖောက်ကျူးလွန်နေတဲ့အပြင်တပ်သားအဖြစ်ပါစုဆောင်းအတုံးချနေမှုတွေကိုကုလသမဂ္ဂနဲ့နိုင်ငံတကာကအရေးယူပေးဖို့တံပန်ကြီးဦးကျော်မိုးထွန်းကကုလအစည်းအဝေးမှာတောင်းဆိုလိုက်ပါတယ်ဒါကတော့စက်တင်ဘာလ2ရက်နေ့ကပဲအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂကလင်းငယ်များရမငွေဆိုင်ရာအစည်းအဝေးအတွင်းတာဝန်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုလိုက်တာပါကုလသမဂ္ဂကိုတိုင်ကအတီးပြုတ်ထားချက်အရတယ်လက်ရှိမြန်မာနိုင်ငံမှာစစ်တပ်ကကလင်းငယ်ပေါင်း2000ကျော်အပေါ်ကြီးလေးတဲ့ရာဇဝတ်မှုတွေကျူးလွန်ထားရောက်နေမှာကနောက်ထပ်ကလင်းငယ်1000ကျော်ကလည်းစစ်တပ်ရဲ့တပ်သားတစ်စုဆောင်းမှုတွေကိုခံထားရတဲ့အကြောင်းအတီးပြုတ်ထားတာဖြစ်တယ်လို့ဒီလိုဖြစ်စဉ်အရေးအတွက်ဟာကုလကအတီးပြုတ်ထားတာထက်မြေပြင်မှာတိထပ်ပုံမှုမြင့်မားနိုင်တယ်လို့လည်းတမ္မကြီးဥကြုံမိုးတွန်းကထောက်ပြထားပါတယ် တရှိမြန်မာနိုင်ငံမှာစစ်တပ်ကကလေးငယ်တွေတင်မကမြန်မာပြည်သူတည်းရဲ့လုံအပေါ်စစ်မှတ်ကျူးလွန်နေမှုတွေဟာအလွန်တရာမြင့်တက်နေပြီးအဲ့ဒီအချက်တဲကြမှာကလေးငယ်တွေကခါစီခံနေရသလိုစစ်တပ်ရဲ့ရန်စွေးမှုကျူးလွန်မှုတွေဟာလည်းအခြေအနေတွေပုံမဆိုးရွားလာနေတာဟာကုလသမဂ္ဂရဲ့လူခွင့်ရေးဆိုင်ရာမဟာမင်းကြီးရုံးရဲ့2024ခုနှစ်အစည်းအဝေးခန်းစားမှာတင် ြန်မာစစ်တပ်ကကလေးငယ်ပေါင်း248ဦးကိုတပ်ဖြတ်ခဲ့တဲ့အကြောင်းတရားဝင်ပြောထားပြီးဖြစ်တယ်လို့တမ္မကြီးဥကြုံမိုးထွန်းကကုလအစည်းအဝေးမှာထောက်ပြပြောဆိုသွားပါတယ်။အဲဒီလိုမြန်မာစစ်တပ်ကပဋိပက္ခတွေအတွေ့ကလေးငယ်တွေအပေါ်ကျူးလွန်တဲ့ကြီးလေးတဲ့ရာဇဝတ်မှုချိုးဖောက်မှုတွေကြောင့်ကုလသမဂ္ဂရဲ့ list of shame လို့ခေါ်တဲ့ရှက်စရာကောင်းတဲ့စာရင်းတည်းမှာပါမြန်မာစစ်တပ်ကိုထဲသွင်းခံထားရပြီးဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဒီလိုမြန်မာစစ်တပ်ကကလေးငယ်တွေအပေါ်ကြီးလေးတဲ့ရာဇဝတ်မှုတွေချိုးပေါက်ကျူးလွန်နေတဲ့အပြင် တသားအဖြစ်ပါစုဆောင်းအသုံးချနေမှုတွေကိုကုလသမဂ္ဂနဲ့နိုင်ငံတကာကထိထိရောက်ရောက်အရေးယူပေးဖို့တမ္မကြီးဦးကျော်မိုးထွန်းကကုလအစည်းအဝေးမှာတောင်းဆိုတော့ပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကပလဲမြို့နယ်နဲ့မြောင်မြို့နယ်မှာရှိတဲ့ရသပြည်သူတွေနေထိုင်ရာခြေရွာတွေကိုအကြမ်းဖက်စကောင်းစီတပ်ကပါတိုက်ပွဲမှမဖြစ်ပဲလေနဲ့ရောလက်နဲ့ကြီးနေပါဘုံကျဲပစ်ခတ်တိုက်ခိုက်သွားမှုကြောင့်ပြည်သူ၂ဦးသေဆုံးထားပြန်တဲ့အပြင်နောက်ထပ်ပြည်သူ၄ဦးကဒဏ်ရာရရထားတယ်လို့ ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါလေပလဲမြို့နယ်မှာတော့စက်တင်ဘာလ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲရဲသားပြည်သူတွေနေထိုင်ရာတနယ်ကျေးရွာကိုအချက်ဖက်စစ်ကောင်စီတပ်ကဘာတိုက်ပွဲမှမဖြစ်ပဲလေနဲ့လာပြီးဘုံကျဲသွားတယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရဲသားပြည်သူအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တေဆုံးသွားပြီးနေအိမ်တွေလည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်အလားတူတစ်ဖက်ကမြောင်မြို့နယ်မှာလည်းစက်တင်ဘာလ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲ နဘတ်ဂျေးရွာကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ရည်ရွယ်ချက်ရှိပစ်ခတ်မှုကြောင့်ပြည်သူ၄ဦးဒဏ်ရာရရထားသေးတယ်လို့ဆိုပါတယ်။လက်ရှိ စကိုင်းတိုင်းမှာအချက်ဖက်စစ်ကောင်စီတပ်ကမြေပြင်စစ်ကြောင်းထိုးလာတိုင်းဒေါ်လာရင်းတပ်တွေရဲ့တက်ခိုက်ချေမှုမှုကသာခံနေရတဲ့အတွက်တိုက်ပွဲနဲ့မဆိုင်တဲ့ရသပြည်သူတွေနေထိုင်ရနေရာတွေကိုရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေလုပ်နေတာဖြစ်တယ်လို့လည်းဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ။တဖက်မှာတော့ ပဲကိုးတိုင်းကြောက်ကြီးမြို့နယ်နဲ့မူးမြို့နယ်အတွင်းမှာရှိတဲ့ရသပြည်သူတွေနေထိုင်ရာခြေရွာတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ရောဒရုန်းနဲ့ပါပစ်ခတ်တိုက်ခိုက်မှုကြောင့်ရသပြည်သူ9ဦးဒဏ်ရာရထားပြန်တဲ့အပြင်နေအိမ်၄လုံးလည်းပျက်စီးထားတယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်။ဒါကတော့အောက်ကလ30ရက်နေ့တရက်ထဲမှာပဲကြောက်ကြီးမြို့နယ်နဲ့မူးမြို့နယ်အတွင်းမှာရှိတဲ့ရသပြည်သူတွေနေထိုင်ရာရေလဲနောက်ဘက်ကခြေရွာနဲ့ချိတ်ကွင်းခြေရွာတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဘာတိုက်ပွဲမှမဖြစ်ပဲ လန်ဒန်ကြီးနဲ့ရော drone နဲ့ပါပစ်ခတ်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့တက်ခတ်မှုကြောင့်တကြီးရွယ်အုပ်တွေအပါအဝင်ပြည်သူ9ဦးဒဏ်ရာရရထားတဲ့အပြင်နေအိမ်၄လုံးနဲ့ပျက်စီးထားပြန်တယ်လို့ KNU ဗဟိုကနေထုတ်ပြန်ထားပါတယ်အဲ့ဒီလိုပဲအကြမ်းဖက်စစ်ကောင်စီတပ်ဟာလဲဒိုစော့တီနဲ့မူးမျိုးနယ်တွေအတွင်မှာရသပြည်သူတွေနေထိုင်ရာနေရာတွေကိုဘာတိုက်ပွဲမှမဖြစ်ပဲရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့လည်း KNU ဗဟိုကပြောထားပါသေးတယ်ခင်ဗျာ okay takara yon kitika ni dikini ne lekin tirin ni ko tesapike daba chisu pike to chisu de mare chona na